မင်္ဂလာညချမ်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်စက်တဘာလ29ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမှာကတော့ပူပူပါပထမဦးစွာတင်ဆက်ပေးမယ့်သတင်းကတော့အတန်းဖက်စစ်ကော်မရှင်သည်ငိမ့်တန်းစွာရက်ဖက်အုံပြူရန်ဟူသောအမည်တပ်၍နျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတနိုင်ငံ၏ပူးပေါင်းလှုပ်ဆောင်မှုများတွန်းမြှင့်ဆောင်ရွက်လာကြောင်းတမ်မတ်တီဥတော်မထုံပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကုလသမဂ္ဂအထွေထွေညီလာခံအပြည့်အစုံရာနျူကလ িয়ার လက်နက်အလုံးစုံတိုက်ဖြတ်ရေးနေ့အထိမ်းအမှတ် high level မျက်နှာဆုံးရေးအစည်းအဝေးကိုစက်တင်ဘာလ26ရက်နေ့တွင်နယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်၌ကျင်းပရာကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးတော်မိုးထွန်းကတက်ရောက်ပြောကြားခဲ့ပါသည်။နယူးကလ িয়ার လက်နက်တိုက်ဖြတ်ရေးအစီအစဉ်များတိုးတက်မှုမရှိခဲ့သည့်အပြင်တရားမဝင်အာဏာသိမ်းစစ်တပ်သည်မြမပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကိုအဆက်မပြတ်ဇက်တိုက်ပြင်းထန်စွာကျူးလွန်လျက်ရှိနေကြောင်းဒါအပြင်တစ်ချိန်တည်းတွင်တရားမဝင်အာဏာသိမ်းဆဲအုပ်စုသည်အန္တရာယ်ဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်းဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လှုပ်ဆောင်နေပြီးငြိမ်းချမ်းစွာအရက်ဖက်အသုံးပြုရန်ဟူသောအမည်တပ်၍နျူကလ িয়ার လက်နက်ပိုင်းနိုင်ငံကြီးတနိုင်ငံ၏ပူးပေါင်းလှုပ်ဆောင်မှုများတိုးမြှင့်ဆောင်ရွက်လာနေကြောင်းရှင်းလင်းစွာပြောကြားရပါကမြန်မာနိုင်ငံကိုယခုကဲ့သို့အလုံးစုံပျက်စီးဆုံးရှုံးရိုးရိုးမှုထဲသို့တွန်းချခဲ့သောဆဲအုပ်စုသည်ငြိမ်းချမ်းသောအရက်ဖက်အသုံးပြုမှုအတော် နျူကလ িয়ার နည်းပညာကိုအသုံးပြုလိုက်မည်မဟုတ်ကြောင်းပြည်သူပြည်သားများအပေါ်လွန်စွာဆိုးရွားသောဆီယာဆွေးမှုများကျူးလွန်နေသောစေုပ်စုသည်အရက်ဖက်စစ်ပတ်နှံ့မျိုးအသုံးပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကိုအရက်ဖက်အသုံးပြုမှုအတွက်သာဆောင်ရွက်လိုက်မည်မဟုတ်ပါကြောင်းတမတ်ကြီးကပြောပါရယ်နျူကလ িয়ার လက်နက်အသုံးပြုခြင်းမှလုံခြုံစိတ်ချစွာကာကွယ်နိုင်ရန်အတွက်တခုတည်းသောထိရောက်နိုင်တဲ့နည်းလမ်းမှာနျူကလ িয়ার လက်နက်အားလုံးကိုအပြည့်အဝဖျက်သိမ်းရေးသာဖြစ်သည်ဆိုသည့်မြန်မာနိုင်ငံရဲ့ရည်ရွယ်ချက်ကိုထပ်မံအတည်ပြု၍လည်းတမတ်ကြီးကပြောကြားခဲ့ပါရယ်ရှင် အခုဆက်လက်ပြီးတော့မြို့သားညညရေးဆိုရကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တတ်မှတ်ကြီးဦးတော်မိုးထွန်းနဲ့ကိုရီးယားနေတော်လန်ပြည်သူများတွေ့ဆုံတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အမျိုးသားညညရေးအစိုးရကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တတ်မှတ်ကြီးဦးတော်မိုးထွန်းနဲ့ကိုရီးယားရောက်တော်လန်ပြည်သူများတွေ့ဆုံပွဲကို2025ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာကျင်းပခဲ့ပါတယ်။တွေ့ဆုံပွဲမှာတမ်မတ်ကြီးကစူပေါင်းလှောက်ဆောင်နိုင်ခြင်းဟာအောင်မြင်ဖို့ရန်ဖြစ်ကြောင်းယခုနှစ်ကုလသမဂ္ဂကိုယ်စားလှယ်တတ်မှတ်ရေးကိစ္စအချင်းနှင့် စစ်ကော်မရှင်လုံးမြင့်ရွေးကောက်ပွဲကြောင့်ဖြစ်လာနိုင်မည့်အခြေအနေနိုင်ငံတကာဆက်ဆံရေးအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ပြီးနောက်တရောက်လာသူတော်လန့်ပြည်သူများ၏မေးမြန်းမှုများနဲ့ဆွေးနွေးချက်များကိုတာမတ်ကြီးကပြန်လည်ဖြေကြားဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါရရှင်။အခုဆက်လက်ပြီးတော့လက်ရှိဖွဲ့စည်းထားတဲ့ CDM အဖွဲ့အစည်းများကြားပူးပေါင်းဆောင်ရွက်နိုင်မယ့်ကဏ္ဍများကိုဆွေးနွေးခဲ့တဲ့တဲ့တင်ဆက်ပေးပါမယ်။ ဒေသအခြေပြု CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပွဲကိုယမန်နေ့ညနေမြန်မာစံတော်ချိန်ညနေ၄နာရီချိန်မှာ Zoom meeting ဖြင့်ပြင်မာပြုလုပ်ခဲ့ပါတယ်။အဆိုပါစည်းဝေးမှာဒေသအခြေပြုဖွဲ့စည်းထားတဲ့ CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်း၅ခုမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးတဝူးချင်းအပြန်အလှန်မိတ်ဆက်စကားပြောကြားခြင်း လက်ရှိဖွဲ့စည်းထားတဲ့ CDM အဖွဲ့အစည်းများကြောင်းပူးပေါင်းဆောင်ရွက်နိုင်မယ့်ကဏ္ဍများကိုဆွေးနွေးခြင်းဒေတာအခြေပြု CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများစုစည်းနိုင်သည့် platform တစ်ခုပေါ်ပေါက်လာ၏ကိစ္စများကိုဆွေးနွေးခြင်းနှင့်ပြည်သူ့နေဦးတော်လှန်ရေးတွင် CDM နိုင်ငံဝန်ထမ်းများ၏အခမ်းကဏ္ဍများကိုပြန်လည်မြင့်တင်နိုင်၏ကိစ္စများကိုဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါသည်။အဆိုပါဒေတာအခြေပြု CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများတွင်မွန်ပြည်နယ် CDM နိုင်ငံဝန်ထမ်းများကောင်စီ CCSD မွန်ကရင်ပြည်နယ်နိုင်ငံဝန်ထမ်း CDM ကော်မတီ KCDM ကချင်ပြည်နယ် CDM နိုင်ငံဝန်ထမ်းများကောင်စီ KSCC SC မန္တလေးဒေသအကြမ်းမဖက် အာဏာဖီဆိုင်ရေးအဖွဲ့ MCDMO နဲ့စကိုင်းဖက်ထရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီ CCSC SFU တို့ပါဝင်ပြီးတွစ်ဆုံဆွေးနွေးပွဲကိုညနေ6:00နာရီချိန်တွင်အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါတယ်ရှင်။အနည်းမခံမြင့်တန်ကမ်ပိန်းဝင်းရံပေးဖို့တရုတ်ဆောင်မင်းမော်ကွန်တိုက်တွန်းတဲ့တင်ကိုတင်ဆက်ပေးပါဦးမယ်။ အနည်းမခံမြင့်တန်ကမ်ပိန်းသိမ်းညာကမ်ပိန်းလေးကိုကူညီကြပါအောင်လို့တရုတ်ဆောင်မင်းမော်ကွန်ကဆိုထားပါတယ်။မြင့်တန်ဖြိုင်စစ်ဌာနနဲ့မြင့်တန်ဖြိုင်ကုကယ်ရေးလက်အောက်ရှိတရင်တပ်ဖွဲ့များအတွက်လိုအပ်တဲ့ကာကွယ်ရေးပစ္စည်းတွေနဲ့ဒဏ်ရာရရှဲဖို့တွေအတွက်စီးဝါရိတ်ခါတွေပံ့ပိုးပေးဖို့ရည်ရွယ်ပြီးအဓိကအားဖြင့်ရန်ကုန်မန္တလေးနေပြည်တော်ဆက်သွယ်ထားတဲ့မဟာဗျူဟာမြောက်ဂိတ်ပါကိုဖျက်တောက်ရေးနေမြေစိုးမှုရေးတို့အတွက်လည်းရည်ရွယ်ထားတဲ့ကမ်ပိန်းလေးဖြစ်တယ်လို့သိရပါတယ်။ထောက်ပို့ပြည်သူရဲ့အလှူငွေဟာမြင်းတန်ဖြိုင်ကိုကာကွယ်ပေးနေတဲ့စစ်ဌာနအတွက်ဒဏ်ရာအကျိုးရှိစေမှာဖြစ်တယ်လို့ တော်လန်ရဲရဲ့ကြီးမားတဲ့အောင်မြင်မှုကိုအထောက်ပံ့ဖြစ်လို့ဝိုင်းဝန်းကူညီပေးကြဖို့တိုက်တွန်းလို့ဆိုထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့အိမ်ပြန်လန်းအတွက်တွဲမဲ့လက်ထောက်ဖို့ကန်ဆယ်မဲ့အစီအစဉ်မကြခင်စတင်မဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်ပြန်လန်းအတွက်တွဲမဲ့လက်ထောက်ဖို့ကန်ဆယ်မဲ့အစီအစဉ်မကြခင်စတင်ပြီဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ ARD ထောက်ဖို့အသင်းက September 29ရက်နေ့မှာဖော်ပြပါရယ် အိမ်ပြန်လမ်းတွက်တွဲမဲ့လက်ထောက်ဖို့ကန်ဆယ်မဲ့အစီအစဉ်မကြခင်မှာစိတ်ဝင်စားဖွယ်ကန်ဆယ်မဲ့အစီအစဉ်လေးပြုလုပ်သွားဖို့ရှိပြီးအသေးစိတ်အချက်လက်များကို page မှာတက်ဆင်ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်းတော်လန်ထောက်ဖို့ပြည်သူများကိုသတင်းကောင်းပါအပ်ပါတယ်လို့ဆိုထားပါတယ်အပြည်ပြည်ဆိုင်ရာအေယာဝတီထောက်ပို့အသင်းဟာစတင်မာလာမှာပြည်ပြင်ထောက်ပို့ရာမှာအမှတ်29ဂျူဟာတို့ချက်ဆဲသိန်း B4P21809 ခွဲနှစ် drone project တို့ချက်ဆဲသိန်းတိုင်းပကဖတို့ချက်5သိန်းရေတီမြို့နယ်ပကဖတို့ချက်5သိန်း လေးမျက်နှာမြို့နယ်ပကဖာတို့ကြက်၅သိန်းအမှတ်29ဘျူဟာလေးကျင်ရဌာနမြေပြင်ဆက်သွယ်ရေးတို့ကြက်သိန်း20ထောက်ပို့ခဲ့ကြပါရရှင်။အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီမှပေးပို့ထားတာဖြစ်ပါရရှင်။